ဒီတူဒဖွဲရဆိုတဲ့လူတွေကထွက်ပြေးတယ်အဲ့တော့မေလို့နေပြီးတော့ပါရှိနေတဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ချင်းတွေတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားလာရှင်စနစ်ကြာရှုံးရမည် ့ RP ကဘာတွေထူးခြားသလဲနောက်နောက်တစ်ခုကကျွန်တော်တို့ပေါ့နော်အဲဒီသတိထားရမယ့်ကိစ္စလေးတွေတချို့သောအရာလေးတွေဒါကျွန်တော်တို့ပြောသွားမှာဖြစ်ပါတယ်အဲ့တော့အခုအိန္ဒိယချင်းနိုင်ငံအကြောင်းတွေလည်းသိရမယ်မြန်မာနိုင်ငံအကြောင်းလည်းသိရမယ်မြန်မာနိုင်ငံမှာရှိနေတဲ့ပြည်နယ်တွေအကြောင်းလည်းဒါကျွန်တော်တို့သိဖို့အတွက်သိကြွားမှုအတွက်တော့လိုအပ်ပါတယ်လို့နော်အဲ့လိုများများသိကြွားမှလည်းအကြမ်းမဲ့စစ်ကောင်စီရဲ့လှည့်စားခြင်းတွေ နော်သူအကြမ်းစစ်ကောင်စီရဲ့မာယာတွေကြော့ကွင်းတွေကိုကျွန်တော်တို့အများကြီးဖျက်ကြောင်နိုင်မှာဖြစ်ပါတယ်လို့ဒါကျွန်တော်တို့ပထမဦးစွာပြောချင်ပါတယ်အဲ့တော့ဒီနေ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အထူးသတိထားရမယ့်နေရာပေါ့နော်အဲ့ဒါကိုဒါကျွန်တော်တို့ကအရေးပေါ်ပြောသွားမယ်နော်အရေးပေါ်ပြောသွားမယ်အခုကမြန်မာနိုင်ငံမှာဘယ်နေရာကဘာလဲဘယ်နေရာကဘာလဲဆိုတာကကျွန်တော်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားပြည်တွင်းမှာနေတဲ့သူတွေကပြည်ပမှာနေနေတဲ့သူတွေက ချက်ချင်းဒါကျွန်တော်တို့တည်ကြွမှုအတွက်လိုအပ်တယ်။အရေးပေါ်ပေါ့နော်တည်ကြွမှုအတွက်လိုအပ်တယ်။ကျွန်တော်မြန်မာနိုင်ငံရဲ့ဒီပြည်နယ်တွေအကြောင်းတွေမြို့ပြတွေအကြောင်းတွေအားတွေနောက်ကြေးရွာတွေရဲ့အကြောင်းအရာတွေကိုကျွန်တော်တို့မတိကျွမ်းလို့ရှိရင်ဒီကြေးရွာတွေကိုအကြမ်းမဆစ်ကောင်စီကလူသားတိုင်းလောက်တာတွေကိုကျွန်တော်တို့ကဟိုကျွန်တော်တို့နောက်ကျသွားလိမ့်မယ်ပေါ့နော်အဲ့ဒါမျိုးပေါ့ဒါကျွန်တော်ပြောပြချင်ပါတယ်เนาะအဲ့တော့တော်လန်ကြီးရဲ့အရွေးရလဲ၅နှစ် ဒါကာလအထိကိုဒါကျွန်တော်တို့ရောက်ရှိလို့လာပြီပေါ့ရောက်ရှိလို့လာပြီဟေးဆိုလို့ရောက်ရှိလို့လာတဲ့အခါကျတော့ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းကျွန်တော်တို့တွေအားလုံးကတော်တော်များများအကြမ်းမဲ့စစ်ကောင်စီရဲ့မာယာတွေကြော်ကွင်းတွေကိုဒါကျွန်တော်တို့သတိထားမိပြီလို့ဒါကျွန်တော်တို့ပြောပြချင်ပါတယ်အဲ့တော့နံပါတ်1တစ်ချက်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့မှအရေးအကြီးဆုံးသောအရာတစ်ခုကိုဒါကျွန်တော်အရင်ဆုံးဆက်ပြောပါမယ်နော်အဲ့ဒါကမြန်မာပြည်တွင်းထဲမှာရှိနေတဲ့ပြည်သူတိုင်းလဲအထူးသတိထားရမယ့်အရာဖြစ်တယ်လို့အဲ့ဒီဘက်ကလည်း ဒါကျွန်တော်တို့အချိန်နဲ့တပြေးညီပေါ့နော်ဒါဟိုဟိုတော်လိုင်းရေးအစိုးရများနောက်ပြီးတော့မှဒီကျွန်တော်တို့ပြည်တွင်းပြည်ပမှာရှိနေတဲ့ပြည်သူများအရေးပေါ်တည်ရမယ့်နေရာလေးတနေရာ ရှိပါတယ်အဲ့ဒါကမနှက်တုံးကပေါ့နော်မနှက်တုံးကဒါကျွန်တော်တို့တတိထားမိတဲ့အရာလေးတခုဖြစ်ပါတယ်အဲ့ဒါပါလဲဆိုလို့ရှိရင်အခုလက်ရှိအခြေအနေကပခုတ်ကူနဲ့ပေါ့မြို့နယ်ဖြစ်တယ်နော်ပခုတ်ကူနဲ့ပေါ့မြို့နယ်တစ်တော့တည်းမှာလဲဒါကျွန်တော်ပြောထားတယ် အဲလူဦးရေနှစ်သိန်းနီးပါးလောက်ဝင်ကြည့်ပြီးတဲ့အဲ့အခြေအနေတွေကိုနောက်ပြတော့မှဒီ Facebook ထဲမှာလည်းဒါကျွန်တော်ဒီညမှာထပ်ပြောပါမယ်အဲ့တော့ယခုလက်ရှိအခြေအနေမှာသတိထားမှာပခုတ်ကူနဲ့ပေါင်းမြို့နယ်ဖြစ်ပါတယ်ပခုတ်ကူတာမာကတရာနဲ့တက်မှာပေါင်းမြို့နယ်ကိုထွက်လာတဲ့ရိတ်ခါရင်တန်းပါတဲ့အကြမ်းစစ်ကောင်စီရဲ့ဒီအင်အားဆိုလို့ရှိရင်တော့အယောက်ပေါင်းတစ်ထောင်ဝန်းကျင်ရှိပါတယ် နော်အယောက်ပေါင်းတစ်ထောင်ဝန်းကျင်ရှိပါတယ်နော်အဲ့တော့ပြည်တွင်းထဲမှာရှိနေတဲ့ပြည်သူများကောပြည်ပမှာရှိနေတဲ့ပြည်သူများကောနော်ဒီသတင်းလေးကိုဒါကျွန်တော်တို့နားတော့မှာနော်အဲ့တော့ပခုတ်ကူနဲ့ပေါင်းမြို့နယ်မှာပခုတ်ကူတာမာခ100နဲ့တက်မှာပေါင်းမြို့နယ်သို့ထွက်ခွာလာတဲ့အချမ်းမက်စစ်ကောင်စီရဲ့ရေခါရင်တန်းပါအဲ့ဒါကအင်အားတစ်ထောင်ဝန်းကျင်ရှိတယ်လို့ဒါကျွန်တော်သိရတယ်အဲ့တော့အဲ့ဒီအင်အားတထောင်ဝန်းကျင်ထဲမှာဘသူတွေပါနိုင်လဲဆိုလို့ရှိရင်ပေါ်တာဆွဲခံရပြီးတော့မှစစ်မှုထမ်းခံခံရတဲ့ ဒီကျွန်တော်တို့မျိုးဆက်တစ်တွေပါနိုင်အများကြီးပါတယ်အများကြီးပါတယ်အဲ့တော့ကျွန်တော်ပြောပြခြင်းတယ်ဒီအချမ်းမဲ့စစ်ကောင်စီရဲ့ရိပ်ပါရင်တန်းတဲမှာပါတဲ့တထောင်ဝန်းကျင်ဒီအဲ့ဒီမှာရှိနေတဲ့သူတွေဒီကျွန်တော်ပြောပြခြင်းတယ်ပြည်သူ့ကာကွယ်ရေးတိုင်းတပ်ဖွဲ့တွေစီကိုအမြန်ဆုံးအရေးပေါ်ခေါ်လုံပါနော်အဲ့တော့ပေါ်တာဆွဲခံရလို့ဒီလိုမျိုးစစ်မြေပြင်ကိုပို့ခံရတဲ့စကားစပတ်ကလူတွေပေါ့နော်ခင်ဗျားတို့တွေရဲ့လွတ်မြောက်ခြင်းကတော့ဒီလို ရှည်တန်းကိုထွက်ခိုင်းလို့ရှိရင်ဘာလုပ်မလဲရှည်တန်းကိုထွက်ခိုင်းရင်ဘာလုပ်မလဲဆိုလို့ရှိရင်ပြည်သူ့ကာကွယ်ရေးတိုင်းတပ်ဖွဲ့တွေစီကိုခေါ်လုံပါเนาะအဲ့မှာဒေသကာကွယ်ရေးတိုင်းတပ်ဖွဲ့တွေစီကိုခေါ်လုံပါအဲ့ဒါခင်ဗျားတို့အတွက်လွတ်မြောက်ခြင်းပဲလို့ဒါကျွန်တော်ပြောပြခြင်းပါတယ်เนาะအဲ့တော့လက်ရှိကတော့ကမာမျိုးနဲ့ကမာဂျိုးပြန့်အနောက်ဘက်တန်ဘူရွာအနီးတစ်ဝိုက်မှာတက်ပြန့်ထားပါတယ်เนาะတက်ပြန့်ထားပါတယ် ငါတို့အိယာဝတီကိုလာစမ်းပါတဲ့မင်းတို့ကိုအယိုးချိုးပြမယ်အဲ့လိုလေကြီးလို့မရအောင်နော်ကိုဖြိုးဆိုတဲ့တရားကိုကျွန်တော်ပြပြမယ်ခင်ဗျားတို့စကားစာဘကဒေါသမောဟတွေနဲ့လာရေးလဲကျွန်တော်တို့မှာဒေါသမောဟတွေမရှိဘူးသဘောပေါက်လားတကယ်တကယ်ဖြစ်ပြလာလို့ရှိရင်ခင်ဗျားတို့စကားစာဘကလူတွေကျွန်တော်တို့ပဲထမင်းကြွေးရတာကျွန်တော်တို့ပဲနေရာထိုင်ခင်းပေးရတာကျွန်တော်တို့ပြည်သူလူထုပဲပြန်ကန်တင်ရတာအဲ့တော့ခင်ဗျားတို့စကားစာဘကလူတွေလေကြီးမိုးကြီးနော်ဟိုဟာတွေအယိုးချိုးပြမယ်ဟိုဟာတွေချိုးပြမယ်ဒီဟာတွေချိုးပြမယ်ရှောက်မပြောနဲ့ရှောက်မပြောနဲ့ လက်ရှိမြေပြင်မှာတူရဘွဲရဆိုတဲ့ကောက်နေတော့ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးနေရတဲ့အဆင့်မှာခင်ဗျားတို့ကအယိုးချိုးပြမယ်ဘာချိုးပြမယ်ညာပြုတ်ရမယ်လာမပြောနဲ့နော်အာတေးတေးပါစီလာမပြောနဲ့လက်ရှိအခြေအနေမှာတူရဘွဲရတဲ့လူတွေထိုင်းနိုင်ငံကိုထွက်ပြေးနေပြီခင်ဗျားတို့မျက်မျက်မှတ်တာလေကြီးမိုးကြီးလာမပြောနဲ့ခင်ဗျားတို့လာပြောတဲ့အကြမ်းမဲ့စစ်ကောင်စီစောက်ရက်ကွဲမဲ့အခြေအနေတွေပဲခင်ဗျားတို့ဖြစ်စေရမယ်လာမပြောနဲ့ခင်ဗျားတို့ဘက်ကလူတွေဘာမှမတတ်နိုင်ဘူးခင်ဗျားတို့ဘက်က ဟိုအဘာတွေအထက်မှာရှိနေတဲ့အဘာတွေကိုဖားရားနေတဲ့ကိစ္စတွေကိုခင်ဗျားတို့ရှော့ခင်ဗျားတို့ရှော့ခင်ဗျားတို့ရှော့နော်ခင်ဗျားတို့ရှော့မြေပြင်မှာခင်ဗျားတို့နိုင်တာလည်းမဟုတ်ဘူးသိလားအဲ့ဒါလေးတစ်ချက်တခါတည်းပြောပြထားမယ်နော်အဲ့တော့လေကြီးမိုးကြီးခင်ဗျားတို့စကားစပတ်ကလာပြောတဲ့အရာတွေကိုလေနေနေလေရှော့တကယ်တကယ်ဖြစ်ပြလာလို့ရှိရင်ကျွန်တော်တို့ပြည်သူကပဲထမင်းကြွေးရတာပါ เนาะเจ้ามีเพียงဒီမှာရှိနေတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ EOS တွေပဲထမင်းကျွေးစောင့်ရှောက်ပြုစုဒဏ်ရာရလို့ရှိရင်စီးထည့်ပေးရသေးတယ်သဘောပေါက်လားမသိဘူးသဘောပေါက်လားမသိဘူးเนาะအဲ့ဒီအရာတွေကိုသဘောပေါက်လားမသိဘူးအဲ့ဒါကိုပြောပြချင်တယ်နောက်လက်ရှိမြေပြင်အနေထားအမှန်နေစကန်းတွေတစ်ခုပြီးတစ်ခုပြီးတင်သွားတယ်အဲ့လိုစကန်းတွေတစ်ခုပြီးတစ်ခုပြီးတင်သွားတဲ့အခါမှာခင်ဗျားတို့ဘက်ကသူရဘွဲ့ရအဆင့်အောင်ထွက်ပြေးတယ်နော်သူရဘွဲ့ရအဆင့်အောင်ထွက်ပြေးနေတဲ့အချိန်မှာ ။နောက်သူရပွဲရအစစ်အောင်ထွက်ပြေးနေတဲ့အချိန်မှာခမားတို့ကဟိုဟာဖြစ်ပါတယ်ဒီဟာဖြစ်ပါတယ်ဆိုတော့တပုံအစစ်ကနိုင်ငံတော်ကိုခမားတို့ကကျွန်တော်တို့ကိုတပုံလို့ခေါ်တယ်နော်။ဒါမဲ့ကျွန်တော်ပြောပြမယ်။ပြည်သူလူထုတရားဝင် ထောက်ခံမှုမရှိဘဲနဲ့အာဏာသိမ်းတာနိုင်ငံတော်ပုံကန်တဲ့လူတွေဖြစ်တယ်။နော်။ခမရတို့ကကျွန်တော်တို့ရဲ့ဒီ live ကို လာမဟောင်းနဲ့လာဟောင်းရင်ခမရတို့မင်းရောက်လိုက်ငယ်တဲ့ခေါင်းခေါက်ခံရတာနဲ့အတူတူပဲကျွန်တော် live ကိုခမရတို့စကားစပါးကလူတွေလာဟောင်းတာဘာနဲ့တူလဲ မင်းရောက်လာရဲ့ငယ်တဲ့ခေါင်းခေါက်ခံရတာ ਨੇ အတူတူပဲတဘောပေါက်လာမသိဘူးအဲ့တော့ခင်ဗျားတို့နိုင်ငံတော်စီမံကောင်စီဆိုတာကျွန်တော်ရှင်းပြမယ်ကျွန်တော်ဒေါသမပါဘူးတဘောတော့ဒေါသမပါဘူးပြုံးပြုံးလေးရှင်းပြမယ်ခင်ဗျားတို့အခုအကြမ်းမဲ့စစ်ကောင်စီဖွဲ့စည်းထားတဲ့နိုင်ငံတော်စီမံကောင်စီဆိုတာကချင်ကယားကရင်ချင်းဗမာမော်ရကိုင်ရှမ်းထောက်ခံမှုလုံးဝမရှိဘဲနဲ့ဖွဲ့စည်းထားတာအဲ့ဒါနိုင်ငံတော်ပုံကံပြီးဖွဲ့စည်းထားတာအဲ့တော့နိုင်ငံတော်ပုံကံပြီးဖွဲ့စည်းထားတဲ့အရာကို နားမလဲပဲနဲ့ခင်ဗျားတို့ comment လာမြည်နဲ့မတိကြွမဲ့နဲ့ comment လာမြည်နဲ့အဲ့လို comment လာရေးတဲ့အရာကတီးတလူလူတက်တလူလူတီးတလူလူတက်တလူလူနဲ့နောက်ဆုံးခင်ဗျားတို့ဆောက်ရက်ကွဲတယ်တဘောပေါက်တယ်နော်ပြည်သူကစာတက်နေတဲ့ခေပြည်သူကကချင်ကရကရင်ချင်းဗမာမော်ရကန်ရှမ်းနဲ့တန်ကင်းတမန်ကင်းပေါင်းဖော်နေတဲ့ခေမှာခင်ဗျားတို့စကစဘက်ကစကလုံးတစ်ကလုံးမှမဟာနဲ့ခင်ဗျားတို့ပညာပြန်သင်ရမယ်ဒီ၅နှစ်အတွင်းမှာစာတက်သွားတာ ဒီ9နှစ်အတွင်းမှာကရင်နဲ့လည်းအဆင်ပြေအောင်ပေါက်တတ်တယ်ကချင်ကရကရင်ချင်းဗမာမော်ရကန်ရှမ်းနဲ့အဆင်ပြေအောင်ပေါက်တတ်တာခမည်းတော်စကားစဘက်ကလူတွေမဟုတ်ဘူးဒီ9နှစ်အတွင်းမှာကချင်ကရကရင်ချင်းဗမာမော်ရကန်ရှမ်းနဲ့เนาะမြန်မာနိုင်ငံသားပြည်သားဆိုတာပေါက်တတ်တာပြည်သူလူထုမျိုးဆက်တစ်တွေ generation စီတွေအဲ့ဒါကိုခမည်းတော်ကအောက်ကနေလာမဟောင်နဲ့ဟောင်လို့မရဘူးเนาะ အတိတရားပြိုင်တာအတွေးခေါ်ပြိုင်တာခံယူချက်ပြိုင်တာတန်ငင်းတမန်ကင်းလမ်းကြောင်းပြိုင်တာ အခုခံမလို့အကြမ်းမဲ့စစ်ကောင်စီနိုင်ငံတော်စီမံကောင်စီပြီးကချင်ကရားကရင်ချင်းဗမာမော်ရကန်ရှန်ထောက်ခံမှုတစ်ခုမှမရဘဲနဲ့ဖွဲ့စည်းထားတဲ့ဘဲဥမကွဲသေးဘူးငါးနှစ်လောက်လုံးခင်ဗျားတို့တမရော်သားတွေဆိုတဲ့အဆင့်ကထိုးကြွေးခံရတဲ့အဆင့်တသက်ပဲရှိသေးတယ်ငါးနှစ်လောက်လုံး အဲ့ဒါကိုခင်ဗျားတို့နားလည်ဖို့တို့တယ်ခင်ဗျားတို့စစ်တပ်ဘက်ကမှရှိနေတဲ့ဗိုလ်မှူးတွေဗိုလ်ချုပ်တွေဒုအရာခံဘိုလ်တွေနားလည်ဖို့အတွက်လိုအပ်တယ်အဲ့ဒါကိုနားမလည်ဘဲနဲ့ဆက်ပြီးတော့မှရှေ့ကိုတိုးနေမယ်ဆိုလို့ရှိရယ်ခင်ဗျားခင်ဗျားတို့အချင်းချင်းပြန်ရှင်းရမယ်အခြေအနေကအခုရောက်နေတယ်အကျွန်တော်တို့ပြည်သူလူထုကစာတက်သွားပြီ မျိုးဆက်တွေ generation စီတွေကစာတက်သွားပြီအေးခင်ဗျားတို့တပ်မတော်သားတွေစာတက်ဖို့ပဲလိုတော့ ခမားတို့အကြံပဲစိတ်ကောက်စီရဲ့လက်အောက်မှာရှိနေတဲ့လူတွေစာတတ်ဖို့လိုတာခမားတို့အတွေးခေါ်မြင်မာဖို့အတွက်ပဲလိုတာခမားတို့အတွေးခေါ်နိုင်ကြနေလို့အကြံမဲ့စိတ်ကောက်စီရဲ့နော်ပြည်သူအချင်းချင်းပြန်တက်ခိုင်းခြင်းတွေကိုခမားတို့လှုပ်ဆောင်နေရတာခမားတို့တက်မလို့သားတွေဒါစာတတ်ခဲ့မယ်ပညာတတ်ခဲ့မယ်နော်လူမှုရေးအတွေးခေါ်ရှိမယ်တိုင်းသားအတွေးခေါ်ရှိမယ်တိုင်းသားဆက်ဆံရေးအတွေးခေါ်တွေရှိမယ် ဉာဏ်ပညာမြင်မှမှုသာရှိမယ်ဆိုလို့ရှိရင်ခင်ဗျားတို့တက်မတော်သားတွေဒီဘာမှပေးစရာအကြောင်းမရှိဘူး။ထိုင်းနိုင်ငံမှာရှိနေတဲ့ထိုင်းနိုင်ငံမှာရှိနေတဲ့တက်မတော်သားတွေသေးသလား။ပြန်ကြည့်။ထိုင်းနိုင်ငံမှာရှိနေတဲ့တက်မတော်သားတွေအိမ်နီးနားချင်းမှာရှိနေတဲ့တက်မတော်သားတွေနော်။ထိုင်းတက်စစ်သားတွေသေးသလား။နော်။သဘောပေါက်လား။အဲ့ဒါကိုလေးလား။ အဲ့တော့ခမရလို့မှာကခမရလို့တက်မတော်သားတွေစကားဆရဲ့လက်အောက်မှာရှိနေတဲ့တက်မတော်သားတွေကလိလာလိုက်စားမှုအင်မတန်နဲပါတယ်အတိညာတရားအင်မတန်နဲပါတယ်အတွေးခေါ်အင်မတန်နဲပါတယ်သဘောပေါက်လားเนาะစာမသိင်ခဲ့ဘူးလားတော့မသိဘောเนาะလက်ယုံကြီးနှလုံးကြီးနဲ့ပြည်စုံရတယ်တဲ့ခမရလို့မှာလက်ယုံကြီးလည်းမရှိဘူးနှလုံးကြီးကြတော့လေမပြည့်ဝဘူး အဲ့လိုမျိုးဖြစ်နေတယ်အဲ့လိုမျိုးဖြစ်နေတဲ့လူတွေကကျွန်တော်ခွေးလည်းမဟုတ်ပါဘူးကျွန်တော်ခွေးမဟုတ်ဘူးကျွန်တော်ကိုခွေးလို့ပြောတဲ့သူတွေမြေပြင်မှာတူရဘွဲရအောင်မှထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတယ်အဲ့ဒါခင်ဗျားတို့သိတဲ့နော်မြေပြင်မှာတူရဘွဲရအဆင့်ထွက်ပြေးတယ်နော်ကျွန်တော်ကမြေပြင်မှာခင်ဗျားတို့ရဲ့စကားစခန်းပေါ်ဒီကျွန်တော်တတ်တာသဘောပေါက်တယ်နော် ခမရတို့သူရဘွဲရဆိုတော့သူတွေရဲ့စကန်းထိတ်ထီကိုကျွန်တော်ကိုရိုင်းတက်တယ်။တဘာပေါက်တော့အဲ့လိုသူရဘွဲရဆိုတဲ့လူတွေကဘယ်ကိုထွက်ပြေးလဲထိုင်းဘက်ကိုထွက်ပြေးတယ်။အဲ့ဒါခမရတို့နားလည်ဖို့အတွက်တိကျွားဖို့အတွက်လိုအပ်တယ်။ခမရတို့ကိုကျွန်တော်တို့ကအနိုင်ယူလို့တဲ့စိတ်နဲ့ကျွန်တော်တို့ဒီစကားတွေကိုပြောနေတာမဟုတ်ဘူး။လက်ရှိဘာဖြစ်နေလဲဆိုတာခမရတို့နားလည်ဖို့ခမရတို့ရှေ့တန်းမှာကျွေးတဲ့ကလပ်ပဲ။ ခင်ဗျားတို့စစ်သားတွေစကားဆားရဲ့စစ်သားတွေရှေ့တန်းမှာကျွေးတဲ့ကလပ်ပဲကင်စာယောဂဖြစ်စီမဲ့ကလပ်ပဲမျိုးတွေခင်ဗျားတို့ဘဘကြီးဒီကကျွေးတယ်ဆိုတာခင်ဗျားတို့နားလဲပါသလားတဘောပေါက်တယ်နော်ဒေချာနားလားအဲ့တော့ခင်ဗျားတို့အောက်ခြေမှာရှိနေတဲ့စစ်သားတွေနားလဲလိမ့်မယ်ကျွန်တော်ပြောတဲ့အရာအဲ့တော့ခင်ဗျားတို့ရှေ့တန်းမှာကျွေးတဲ့ကလပ်ပဲကပုတ်ပွနေတာပဲကျွန်တော်ကိုယ်တိုင်စစ်ပြီးပြီး ဘာဖြစ်လို့ပိုးတွေကြိုက်တဲ့ကလပ်ပဲတွေကိုခင်ဗျားတို့ရှည်တဲ့စစ်သားတွေကိုချူရတာလဲသဘောပေါက်တယ်နော်ဘာဖြစ်လို့ချူရတာလဲမင်းအောင်လိုင်းရဲ့သားသမီးဘိုးချုပ်တွေရဲ့သားသမီးတွေကြတော့အကောင်းသားကားတွေစီးမယ်ဘယ်ရရလဲပတ်စံနေနဲ့လည်းမသိဘူးနော်အကောင်းသားကားတွေကိုသိန်းတစ်ထောင်သိန်း၅ထောင်တန်ကားတွေစီးမယ်သိန်းတစ်ထောင်တန်ကားတွေစီးမယ်အေးရှည်တန်းမှာရှိနေတဲ့အောက်ခြေမှာရှိနေတဲ့စစ်သားတွေကြတော့ ကင်ဆာယောဂဖြစ်စေတဲ့ကလပဲတွေပို့တယ်။နားလဲပြီလား။သဘောပေါက်ပြီလား။နော်။သဘောပေါက်ပြီလား။ဒါခမည်းတို့ရဲ့အတွင်စီကိစ္စနော်။ခမည်းတို့ရဲ့အတွင်စီမှာခမည်းတို့ရဲ့ဘဘကြီးကကင်ဆာယောဂဖြစ်စေမဲ့ကလပဲမျိုးကိုကျွေးတယ်။ခမည်းတို့ကြည့်ရင်ကျွန်တော်ပြမယ်။ကြည့်မလား။ ပြမလားကြည်မလားကြည်မလားကျွန်တော်ကိုယ်တိုင်ခင်ဗျားတို့ရဲ့စကန်းကုန်းပေါ်ရောက်ခဲ့တယ်နော်သူရဘွဲရတယ်လေအကလုံးထွက်ပြေးတယ်နော်ကြားလားသူရဘွဲရတယ်စကန်းမှာရှိနေတဲ့ခွေးကထွက်မပြေးဘူးခင်ဗျားတို့စကန်းမှာမွေးလာတဲ့ခွေးကထွက်မပြေးဘူးခင်ဗျားတို့ရဲ့သူရဘွဲရဆိုတဲ့ကောင်ကြီးကထွက်ပြေးတယ်စကန်းမှာမွေးလာတဲ့ခင်ဗျားတို့မွေးလာတဲ့ခွေးကျွန်တော်တို့စကန်းပြန်ခေါ်လာတယ် ။ဘာဖြစ်လို့လဲကျွန်တော်တို့စက္ကမ်းမှာအဲ့ဒီလူမျိုးတစ္ဆာရှိရှိနဲ့စက္ကမ်းမှာစောင့်နေတဲ့ခွေးစစ်စစ်ကိုကျွန်တော်တို့ကစက်မွေးမယ်။ထမင်းကျွေးမယ်။ဟင်းကောင်းကောင်းကျွေးမယ်။အေးစက္ကမ်းမှာခွေးလောက်တောင်တစ္ဆာမရှိဘဲနဲ့ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတဲ့လူတွေကတော့ယာဇဝင်ရိုင်းနေဆိုတာခင်ဗျားတို့တတ်တတ်လုံးမှတ်တာ။တော်ပေါ့လား။တော်ပေါ့လားစကမ်းမှာခမ ्या တို့မွေးရတဲ့ခွေးထွက်မပြေးဘူး ခမားတို့သူရဘွင့်ရဒီမွေးထားတဲ့ခွေးကထွက်မပြေးဘူးအေးခမားတို့ကထွက်ပြေးတယ်ပြေးသင့်ရင်ပြေးရမှာပေါ့အေးပြေးသင့်မြန်မာနိုင်ငံတဲ့ကိုပြေးလေဘာဖြစ်လို့ထိုင်းနိုင်ငံပဲကိုပြေးတာလဲနော်ပြေးသင့်မြန်မာနိုင်ငံဘက်ကိုပြေးလေနေပြီးတော့မင်းတို့အဘာစီကိုပြေးလေမင်းအွန်လိုင်းစီကိုပြေးလေ ဘာပြစ်လို့ထိုင်းနိုင်ငံဘက်ကိုပြေးတာလဲဟင်ဘာပြစ်လို့ထိုင်းနိုင်ငံဘက်ကိုပြေးတာလဲမင်းတို့ထိုင်းနိုင်ငံဘက်ကိုပြေးတယ်ဆိုတာထိုင်းနိုင်ငံကိုမင်းတို့ဒူးထောက်လိုက်တာပဲရာဇဝင်နဲ့တမိုင်းမှာထိုင်းနိုင်ငံကိုမင်းတို့ဒူးထောက်လိုက်တာပဲတမရော်ရဲ့ရာဇဝင်တမိုင်းမှာမင်းတို့ထိုင်းကိုဒူးထောက်လိုက်တာပဲရှက်တိုင်လဲသေးလို့ရတယ်နော်ရှက်တိုင်လဲသေးလို့ရတယ်နော်ဘယင်းတော် ဥအောင်စေရထိုင်းနိုင်ငံနဲ့ပတ်သက်ပြီးတော့မှရာဇဝင်တွေတမိုင်းတွေအများကြီးရှိခဲ့ဘူးတယ်။သဘောပေါက်တယ်နော်။မင်းတို့မြဲမြဲမှတ်ထား။အေးအခုမင်းတို့ဘာဖြစ်သွားတာလဲ။ထိုင်းကျွန်တော်တို့စစ်ရှုံးပါတယ်။ကျွန်တော်တို့အသက်ကိုကယ်ပေးပါအောင်။မင်းတို့ဒူးသွားထောက်တာလေ။ယူထားတဲ့ယာဒူးကသူရဘွဲ့လေ။ယူထားတဲ့ယာဒူးမှယူထားတဲ့ဘွဲ့မှအာမနာ ပြီးရင်ပြေးလို့ရှင်လောင်းအောင်ငယ်သားတွေကိုထားပြီးတော့ပြေးတာလောင်းအောင်ငယ်သားကိုထားပြီးတော့ပြေးုံနေမကဘူးစကမ်းမှာမွေးရတဲ့ခွေးပါထားပြီးပြေးတာဘာတူနာဘွဲ့လဲအဲ့ဒါဟမ်ဘာတူနာဘွဲ့လဲဟမ်ဘာတူနာဘွဲ့လဲနာတော့ဘုဘူးတိုက်စိုးလားတိုက်စိုးလားခရောက်ရလား ဘတွေ့ဘူးอ่ะไตซูยิเบบาแลไตซูอ่ะจัดติคุยดิเบท้าแกบิเบปี้วาแลไม่รู้ไตซูเอ้งากูได้ออกขอแกล่ะเบปี้วาเบปี้วาแลลูกงาไม่เสร็จปูล่ะไม่เสร็จปูล่ะฮะအဘာတွေကပေးရင်တူရပွဲဆိုရင်လိုချင်တာလိုချင်တာ မင်းတို့အဖအရာပေးတော့မယ်သူရပွဲဆိုလို့ရှိရင်အချင်းချင်းခွတ်ဆောင်ခုတ်ပြီးလူယူရတာတမျိုးဟုတ်လားမဟုတ်ဘူးလားမင်းတို့အချင်းချင်းတယောက်ခေါင်းတယောက်နင်းတယောက်နောက်ကျောတယောက်ဓာတ်နဲ့ထိုးပြီးယူခဲ့ရတဲ့သူရပွဲမြေပြင်မှာအတုံးဝင်လားဟမ်မြေပြင်မှာအတုံးဝင်လားသေးသေးချာချာနားတော့စောက်ရက်အကွဲလေဆိုတာအဲ့ဒါ စောက်ရက်ကွဲတယ်ဆိုတာအဲ့ဒါဗျောင်းလိမ်ဗျောင်းသားတွေတဘောပေါက်လားကို့အစဉ်ကိုတိပြန်ခံပြောဖို့မစင်စားနဲ့မင်းတို့ပြည်သူလူထုကိုပြန်ခံပြောဖို့မစင်စားနဲ့တိုင်းသားတွေကိုပြန်ခံပြောဖို့အတွက်မစင်စားနဲ့ထမင်းကျွေးတဲ့လက်ကိုပြန်ကိုက်ဖို့မစင်စားနဲ့တဘောပေါက်လားမင်းတို့ကိုထမင်းကျွေးနေတာတိုင်းသားတွေ မင်းတို့ကိုထမင်းကျွေးနေတာပြည်သူလူထုပြည်သူလူထုကဒီလိုမျိုးအမှန်တရားကိုထောက်ပြရင်ပြည်သူလူထုလက်ကိုပြန်မကိုက်နဲ့ပြည်သူလူထုကိုပြန်ကိုက်ဖို့အတွက်မင်းတို့ကိုတမတော်တဲ့တွင်းထားတာမဟုတ်ဘူးပြည်သူလူထုကိုပြန်ပြီးတော့မှခံပြောဖို့အတွက်တမတော်တဲ့တွင်းထားတာမဟုတ်ဘူးပားပိတ်ကြိုက်လိုက်မယ်အာနာကမင်းအောင်လိုက်မှာမရှိဘူးနော်အာနာမှာတိုင်းသားတွေစီမှာရှိတယ်အာနာကပြည်သူလူထုစီမှာရှိတယ်အာနာကမင်းတို့မင်းအောင်လိုက်စီမှာရှိတယ်ဆိုလို့ရှိရင် မင်းတို့ရဲ့မင်းအောင်လိုင်းစီမှာအာနာရှိတယ်ဆိုလို့ရှိရင်မင်းတို့ရဲ့တမတော်သားတွေတေးကြမလို့ဘူးတော့ပေါ့လားအာနာဟာမင်းအောင်လိုင်းစီမှာမရှိလို့အောက်ခြေကတမတော်သားတွေကကချင်ပြည်နယ်မှာလည်းတေးတယ်ကယားပြည်နယ်မှာလည်းတေးတယ်ကချင်ကယားကရင်ချင်းဗမာမော်ဒကန်ရှာမှာတေးတယ်တဘောပေါက်တာနားမလည်ပြန်လာတော့အာနာဟာပြည်သူလူထုစီမှာရှိတယ်အာနာဟာတိုင်းသားတွေစီမှာရှိတယ်အာနာသည်တေးသေးချာချာနားတော့ အာနာတိမင်းအောင်လိုင်းစီမှာရှိရင်အောက်ခြေတက်မတော်သားတွေသိစရာမလိုဘူးအောက်ခြေမှာရှိနေတဲ့တက်မတော်သားတွေဒီသိနေတာဒီမင်းအောင်လိုင်းအာနာကို လူနေလို့တဘောပေါက်လားတိုင်းပြည်မှာ လုံမဲ့တမရဆိုတာတိုင်းပြည်မှာလုံမဲ့ဝင်ကြီးဆိုတာအခုခင်မှာ ID ခင်မှာနော် ID ခင်မှာအာနာလူစရာမလိုဘူးတဘောပေါက်တယ်နော် အဲ့တော့ယိုးရယာကိုထွက်ပြေးတဲ့သူရဘွဲတွေယိုးရယာနိုင်ငံကို ထွက်ပြေးတဲ့သူရဘွဲတွေနှွေဥရာဇဝင်မှာတမိုင်းကိုရိုင်းလိုက်တာယိုးရယာကို ထွက်ပြေးပါလို့ဘယ်သူကမှားရတာလဲမင်းတို့ကိုယိုးရယာနိုင်ငံကိုထွက်ပြေးပါလို့ဘယ်ဗိုလ်ချုပ်မှာခဲ့လဲယိုးရယာကို ထွက်ပြေးပါလို့ဘယ်သူမှားထားလဲဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်ငံယိုးရယာကိုထွက်ပြေးပါလို့မှားထားသလားဆိုဝင်က ယူရန်နိုင်ငံကိုမင်းတို့တွေတူရပွဲရတဲ့သူတွေထွက်ပြေးပါလို့မှားထားသလားပင်စောက်ရှက်ရှိ မျက်နာလေးတွေမျက်နှာချိုလေးတွေနဲ့ဝေါ်လီဘက်ကနေပြန်ဝင်လာတယ်ဟမ်အဲ့လိုအချိန်စောက်ခွက်တွေပြခြင်းနဲ့အဲ့လိုမျက်နာတွေပြန်ပြခြင်းနဲ့မင်းတို့ဘလို့ပုံစံမျိုးနဲ့လဲမင်းတို့အသက်ရှင်နေတာလဲဘယ်မှလဲစတန်ဒတ်အာမီဘယ်မှလဲစတန်ဒတ် ဘယ်မှာလဲအရှိတောင်အာရှမှာအဆင့်ဘလောက်လဲလက်ရှိအချိန်ဒီမှာတော့မှအမလီပြည်တွင်းစစ်မှာတော့မှယူရီးယားနိုင်ငံကိုထွက်ပြေးနေရတဲ့အဆင့်နေအဲ့ဒါဘာစတနာအာမီလဲဘာစတနာငုတ်တုတ်လဲဖြစ်လာလို့ရှိရင်စခန်းမှာရှိနေတဲ့ခွေးတွေကြက်တွေဘဲလေးကိုတော့မှထားခဲ့ပြီးတော့မှပြေးတဲ့ကောင်နေခွေးလောက်တော့မှစခန်းပေါ်မှာတိဆာမရှိတဲ့ကောင်နေဘဲတွေကြက်တွေမင်းတို့မွေးရတဲ့ဘဲတွေကြက်တွေတော့မှထွက်မပြေးဘူးမင်းတို့တူတော့ဖွဲရတဲ့သူတွေဘာဖြစ်လို့ထွက်ပြေးတာ ဟမ်ဘာပြောထွက်ပြရလဲအဲ့ဒီ ticket play ကုန်းပေါ်ကိုမိုင်းနေရှင်းတဲ့လမ်းကနေဘသူလမ်းပြသွားလဲတိလားအဲ့ဒီသူတို့ကြံခဲ့တဲ့ခွေးကလမ်းပြသွားတာအမ်ကြံတဲ့ခွေးကလေသူတို့ဘောမှာတစ္ဆာမရှိတော့ဘူးကျွန်တော်တို့ဘောမှာပဲတစ္ဆာရှိတော့တယ်ကျွန်တော်တို့အခုအဲ့ဒီခွေးလေးကိုကျွန်တော်တို့ငွေစားထားပါတယ်ခင်ဗျကျွန်တော်အဲ့ဒါနောက်ရကြလို့ရှင်ဗီဒီယိုအကောင်လုံးအစအဆုံးတင်ပေးမယ်အဲ့ဒီခွေးလေး တိတ်ချစ်ဆရာကောင်းတာနော်တိတ်ချစ်ဆက်ကတော့မွေးလာတာတော့သူတို့မွေးလာတာပဲစခန်းပေါ်မှာဒါပေမဲ့စခန်းသိမ်းလဲဖြစ်လဲဖြစ်လာရောစခန်းမှာရှိနေတဲ့ခွေးတွေကိုသူတို့ပြစ်သွားတယ်သူတို့မွေးလာတဲ့ကြက်တွေကိုသူတို့ပြစ်သွားတယ်ပြေးတာမှ လုံးနေတာပဲပြေးတာမှလုံးနေတာပဲအဲ့တော့ခွေးလေးကခြံခဲ့ရောအဲ့ဒီခြံခဲ့တဲ့ခွေးလေးကမိုင်းဘယ်နေရာမှာမရှိဘူးဆိုတာလမ်းပြတယ်တဘောပေါက်လား မင်းတို့ဘက်မှာတစ္ဆာမရှိတော့ဘူးငါတို့ဘက်မှာတစ္ဆာရှိတော့တယ်တနာပါတယ်အားနဲ့ကျွန်တော်တို့ခေါ်ခဲ့ပြီးတော့မှเนาะသူထမင်းနေပါလေကျွေးအဲ့ခွေးလေးအခုလိန်မာသွားပြီအဲ့တော့မင်းတို့ဘဘကြီးမင်းအောင်လိုက်နောက်တစ်ခါသူရဘွဲပေးမယ်ဆိုလို့ရှင်အဲ့လိုမျိုးဘုံမှုတွေဘုံချုပ်တွေမပေးနဲ့ခွေးတွေကိုပေးလို့ပြောလိုက်ပြောလိုက်မင်းတို့နေပြည်တော်မှာရှိနေတဲ့ဘာဘာကြီးမင်းအောင်လိုက်တူရပွဲပေးမယ်ဆိုလို့ရှင်ဘုံမှုတွေဘုံချုပ်တွေကိုမပေးနဲ့ ခွေးတွေကိုပေးစင်ပေါ်ခွေးတွေကိုတင်လိုက်ခွေးတွေကိုတင်ပြီးတော့မှခွေးတွေကိုသူရပွဲပေးဘာဖြစ်လို့လဲတကယ်မြေပြင်စခန်းသိမ်းပါနော်တကယ်မြေပြင်စခန်းသိမ်းပါတကယ်မြေပြင်စခန်းသိမ်းပါနော်ခွေးတွေကထွက်မပြေးဘူးနော်ခွေးတွေကထွက်မပြေးဘူးအဲ့ဘေးတို့ဘေးရောက်လိုက်စိုးဝဲနောက်တစ်ခါသူရပွဲပေးမယ်ဆိုရင်ခွေးတွေကိုပေး